ားလုံးပဲမိပါလားဆရာကတားလို့သမီးတို့ကို breakfast စနေတဲ့နော်ဆရာသိပ္ပံနဲ့လူမွေးတင်မယ်ဆရာဖြစ်ပါတယ်ဆရာနဲ့တပည့်တော်ပြောပေါ်ပါစာတင်ကြမယ်တကယ်လို့ဆရာတင်တဲ့အကြောင်းအရာတွေကိုတပည့်တော်ကနားမလည်ဘူးဆိုရင်ဆရာကို zoom meeting မှာပြန်ပြီးတော့မေးလို့ရတယ်နော်ဆရာအဲ့ဒီအချိန်မှာ zoom meeting မှာဆရာတို့အသင်ခန်းစာတွေဆွေးနွေးကြမယ်တားသမီးတို့မသိရဟာရယ်ဆရာကိုပြောပြပါမေးလို့ရတယ်နော်ဒါဆိုရင်ဆရာတို့ဒီနေ့သင်ခန်းစာတွေစကြပါဆရာအခုဘာတင်ပါလဲဆိုရင်သိပ္ပံကိုတင်တယ် သိပ္ပံမသိခင်မှာဆရာတောက်သူမျိုးမေးခွန်းလေးတစ်ခုလောက်ပေးခြင်းတယ်တောက်သူမျိုးပုံဝင်ခြင်းမှာအပင်နေမြင်ဘူးလားမြင်ဘူးလားဘောဆရာအပင်နေအများကြီးပဲဟုတ်တယ်နော်မြင်ဘူးတယ်ပဲဒါဆိုရင်တောက်သူပုံဝင်ခြင်းမှာဥပမာကွာတောက်သူသိစီပန်းမြင်ဘူးလေနေကြပန်းလည်းမြင်ဘူးလေဟုတ်တယ်နော်အခုဆရာကတောက်သူမျိုးမြင်တရက်ပင်ကိုမြင်ဘူးလားမြင်ဘူးလားဘောတရက်ပင်မှာတော့ပန်းပွင့်လားမပွင့်ဘူးလားတရက်ပင်မှာ ပန်းပွင့်တာပေါ့တရားပင်မှာတရားပင်ဆရာမကြီးတွေပြောတရားပင်မှာပန်းပွင့်လေးတွေပြရတယ်နော်ဒါဆရာပင်မှာဒီတရားပင်ဒီပန်းပွင့်ကဲဒီတော့ပွင့်ရကြည့်ပါလေပြောဂျင်းကြီးပင်ပန်းပွင့်မပွင့်ဒါဆိုရင်ဆရာတို့ကဆရာတို့ပုံဝင်ချင်းမှာတွေ့ရတဲ့အပင်ကိုဆရာအမျိုးစားနှစ်မျိုးခွဲလိုက်တယ်လေပြောဘာနဲ့ပါလဲဆိုရင်ပန်းပွင့်တဲ့အပင်နဲ့ပန်းမပွင့်တဲ့အပင်ဆရာကြီးဒီနေ့ပင်မဲလားဆိုတော့မဟုတ်လေပြောတော့ကြိုက်တာစဉ်းစားကြည့်လိုက်ပြောဥပမာຫມို့ပွင့်ຫມို့ပွင့်နဲ့ပန်းမပွင့်ကိုလေပြော နောက်တစ်ခုထင်းရှုပင်ထင်းရှုပင်လည်းလုံးဝဘာမှမကွင်းဒါဆိုရင်ဆရာတို့ပုံဝင်ခြင်းမှာအပင်တွေတပြည့်ောစိုက်တဲ့အပင်တွေကတော့သမျိုးစစ်စစ်ကြည့်ပန်းပွင့်တဲ့အပင်နဲ့ပန်းမပွင့်တဲ့အပင်နှစ်မျိုးပဲရှိတယ်ဒါကြောင့်ဆရာတို့ကပန်းပွင့်တဲ့အပင်ကိုကြားတော့ဆရာပွင့်ဆောင်ပင်လို့ခေါ်ပြီးတော့ပန်းမပွင့်တဲ့အပင်ကိုကြားတော့ဆရာကဘာလို့ခေါ်လဲဆိုရင်ပွင့်တဲ့ပင်လို့ခေါ်တယ်ဒါဆိုဆရာကဆက်စဉ်းစားကြည့်မယ်တပြည့်ောပန်းပွင့်တဲ့အပင်တွေပေါ့ခုနပြောဆရာခုနပြောပွင့်ဆောင်ပင် အဲ့ဒီပွင့်ဆောင်ပင်တွေကခုနဆရာပြောတဲ့တရက်ပင်ပေါ့ကွာတရက်ပင်ကဘယ်ရနေပြီးတော့အပင်ပေါက်တယ်လို့တပည့်ကျော်တို့ထင်တယ်လေတရက်စေပေါ့ဒါကြောင့်ဆရာတို့ကအစမအပင်ပေါက်ခြင်းဖြစ်အပင်အစ်များဖြစ်ပေါ်လာတယ်အရင်ဆုံးဆရာတို့ကတရက်ဒီစားလိုက်တယ်ကွာအစကြံအစကိုဆရာတို့လွှတ်ပြလိုက်တယ်အဲ့ဒီတရက်စေကနေပြီးတော့နောက်ပိုင်းမှာဆရာတို့ကဖြစ်လာတယ်ဆိုတော့အပင်အစ်တွေဖြစ်လာတယ်ဒါကြောင့်ဆရာတို့ကပွင့်ဆောင်ပင်တွေဒီအစမဘာပေါက်လဲအပင်ပေါက်တယ်ပြီးတော့ဒီပါ ဒါဆိုရင်အစိတ်မှာပေါ့ဆရာကြီးအပိုင်းဘယ်နှပိုင်းရှိလဲပြီးတော့စဉ်းစားကြည့်လိုက်ပြီးတော့အစိတ်မှာပြီးတော့အစိတ်မှာဆရာတော့ဘလို့အစိတ်ပိုင်းနေရှိလဲဆိုတာဆရာတော့ဆက်ပြီးလေ့လာမယ်တဲ့ရောအစိတ်မှာအရင်ဆုံးဆရာတော့အစိတ်ခွန်ဆိုတာရှိတယ်အစိတ်ခွန်အဲအစိတ်ခွန်ပေါ်မှာဆရာတော့ဗါလေးဖြတ်ပြီးတော့ထပ်ပေါ်လာလဲဆိုရင်အစိတ်ရွက်ဟုတ်လားလေရောအဲ့ဒီအစိတ်ရွက်ပြီးသွားရင်ဆရာတော့အပင်တပင်ကြီးဖြစ်ဖို့ဆရာတော့ဆက်ပြီးတော့ထွက်လာတဲ့ဒါလေး ဲ့ဒါလေးကိုကျွန်တော်ဆရာတို့ကဘာလို့ခေါ်လဲဆိုရင်ပင်လောင်လို့ခေါ်တယ်ပြောဘာလို့ခေါ်လဲပင်လောင်ဒါဆိုရင်သားတို့သမီးတို့တီးကမှာကအစစ်မှာအစိပိုင်းဘယ်နှပိုင်းမရှိပဲ၃ပိုင်းတစ်ဒီအစိခွန်နှစ်ဒီအစိရွံ့၃ဒီပါလေပင်လောင်ပင်လောင်ဆိုတာကဆရာတို့အပင်တစ်ပင်ဖြစ်ဖို့အတွက်စပြီးတော့ထွက်လာတဲ့ဒီအရေးလေးပဲအညွန့်လေးပုံစံမျိုးပေါ့တော်ပါတော့ပြောဒါဆိုရင်ဆရာတို့မှတ်ကြမယ်ပြောရင်အစစ်မှာအစစ်ပိုင်းဘယ်နှပိုင်းရှိလဲ၃ပိုင်းအစိခွန်ရဲ့အစိရွက်ရဲ့ ပင်လောင်ရယ်ဆိုပြီးတော့ဆရာတော်ဘယ်နှမျိုးအစိပ်ပိုင်းဘယ်ပိုင်းရှိလဲ၃ပိုင်းရှိတယ်။ဒါဆိုရင်ဆက်သွားမယ်လို့ကဲသားသူတို့အတိအတိမြင်မှုမှထင်ပါတယ်။ဥပမာကတော့ခန်းကျင်ကြီးပေါ့ကွာ။ခန်းကျင်ကြီးအခန်းကျင်ကြီးဆရာလည်းကောင်းခွဲလိုက်မယ်။အဲ့ဒါခန်းကျင်ကြီးထဲမှာရောအစိပ်ပိုင်းအနောက်ပိုင်းရှိမယ်ထင်တယ်။အတိထဲမှာပေါ့ကွာ။တော့စဉ်းစားကြည့်မယ်။နောက်စဉ်းစားကြည့်မယ်နော်။ 这样面这样面，这多少面就记了。မခန်းရင်ဒီကိုဆရာတို့တပိုင်းပိုင်းလာအဲ့ဒီထဲမှာဘာရှိလဲဆိုရင်တပြည့်ကြည့်လိုက်ပါအဲ့ထဲမှာဘာရှိလဲအစိအဒီရဲ့လမ်းကမှာပြတော့အစိတွေတပြည့်တွေ့ရနော်အစိတွေတွေ့တယ်အဲ့ဒီအစိရဲ့ဒီနားကတော့ဒီနားလေးပေါ့အဲ့ဒါကြောင့်ဆရာကဘာလို့ခေါ်လဲဆိုရင်အတွင်းသား ဟုတ်လားမျောအပြီးရဲ့အတွင်းကငါပိုင်းစီသွားပြီနော်တို့ရောပြီးရင်ဆရာတို့ကခဲကြီးဒီမှာအပေါ်မှာကွာအနီရောင်လေးနဲ့ဖုံးထားတယ်တချို့ကြတော့ဆရာတို့ကအစိမ်းရောင်လေးပါကွာအဲ့တော့ကြောင့်ဆရာတို့ကဘာလို့ခေါ်လဲဆိုရင်အပြီးရဲ့ခွန်ဟုတ်လားလေရောဒါဆိုရင်ခုနကတော့အစိမ်းလုံးကကြတော့အစိမ်းပိုင်း၃ပိုင်းအခုဆရာတော်ကအသီးမှကြတော့အစေပိုင်းဘလောက်ပါအောင်မယ်လဲဆိုရင်အဆောင်ဆုံးအစစ်အစစ်ပြောရရင်အတွင်းသားအတွင်းသားပြောရရင်အသီးခွန် ဒီမှာလဲအစဲပိုင်းဘယ်နှပိုင်းမယ်လဲ၃ပိုင်းပဲပေါ့၁၂၃ဆိုတော့ဒီလိုနားလဲလားဒါဆိုရင်ပြန်ပြောမယ်လေပေါ့အတီးတစ်လုံးမှာအစဲပိုင်းညီညာပါဝင်တနည်းဆိုရင်နံပါတ်၁ကအတီးကုန်နံပါတ်၂ကအတီးရဲ့အတွင်းသားနံပါတ်၃ကပါလေအစစ်ဒါဆိုရင်ဆရာရှိရည်ပြန်ပြောမယ်ကွာနော်နောက်တစ်မျိုးပြန်မှတ်မိအောင်အပင်တစ်ပင်ကိုအပင်ကိုဆရာကအစဲပိုင်းနှစ်ပိုင်းခွဲလိုက်တယ်ဟုတ်လားတကယ်ရောပန်းပွင့်တဲ့အပင်နဲ့ပန်းမပွင့်တဲ့အပင် ပန်းပွင့်တဲ့ပင်ကိုကျွန်တော်ဆရာတော်ကပွင့်ဆောင်ပင်လို့ခေါ်တယ်။ပန်းမပွင့်တဲ့ပင်ကျွန်တော်ဆရာတော်ပွင့်မဲ့ပင်လို့ခေါ်တယ်။ပွင့်ဆောင်ပင်เนี่ยဘရနေပြီးတော့ဆရာတော်အပင်ပေါက်လဲဆိုရင်အစစ်ရနေပြီးတော့အပင်ပေါက်။တရက်သီးလိုမျိုးပေါ့။တရက်ပင်လိုမျိုးပေါ့။အစားကိုတရက်စစ်ရနေမျိုးဆရာတော်ကလည်းအပင်ပေါက်ပဲ။အော်ဒီတော့ပြောတော့ဒါဆိုရင်ဆရာတော်ဆက်သွားမယ်လေရောအစစ်အရင်စမှာအစေပိုင်းမနာပိုင်းရှိတယ်အချိန်မှဆရာသင်ခဲ့တဲ့စေပိုင်းမနာပိုင်းလည်း၃ပါးနံပါတ်၁ကဘာလဲဥပမာပြန်ဆက်မယ်နံပါတ်၁က အစိခုံပြီးရင်ပင်လောင်းပြည့်ခါမှာအစိပေါ်လေးပြောရယ်ဘယ်နှပိုင်းရှိလဲ၃ပိုင်းနောက်တော့ကအတိမာဆယ်ပိုင်းဘယ်နှပိုင်းပေါ့မလဲ၃ပိုင်းနံပါတ်၁ကအတိခုံနံပါတ်၂ကအတိရတွင်းသာနံပါတ်၃ကအစိဆက်သွားမယ်လို့ပြောနောက်တော့ကဆယ်တော့အပွင့်အပွင့်တွင်းမှာအစိပ်ပိုင်းဘယ်လောက်ပေါင်မလဲဆရာတို့ထပ်ပြီးတော့စဉ်းစားမယ်။ပြန်မှကြည့်လိုက်ကြ ဒါဆယ်တော့ပန်းဝင်တဲ့ဝင်ပုံအဲ့ဒီမှာဆယ်တော့ဆယ်တော့အခုရောက်ဆယ်တော့ဟာအပင်းတဲ့ဝင်မှာအစယ်ပိုင်းဘယ်လောက်ရှိလဲဆိုတာကိုဆရာတို့စက်ပြီးတော့စဉ်းစားတယ်တပည့်တော်ကြည့်လိုက်ဒီမှာပန်းဝင်ရရှိတယ်ကွာပန်းဝင်ရဒီမှာတော့အစင်းအောင်ဟာလေးကျော်ဆရာဘာလို့ခေါ်လဲဆိုဝင်ချက်ပြီးရင်ဆရာဒီမှာတော့ပန်းဝင်ဒီလာပြီအဲ့တော့ကျော်ဆရာဘာလို့ခေါ်လဲဝင်ဖက်ဒါဆိုရင်ဒီအစိမ်းရောင်ကြီးကိုဆရာဖွင့်ချက်လို့ခေါ်တယ်ဒီဒီရောင်ကြောက်ဆရာဘာလို့ခေါ်လဲဆိုရင်ဖွင့်ဖက်လို့ခေါ်တယ် နောက်ခုမှဆရာတော်ကဘာလဲဆိုတော့ပန်းပွင့်ကနေပြီးတော့ဆရာတော်ကအသေးသေးမှနော်ခုနကဆရာတရက်ပင်လိုမျိုးပေါ့တရက်ပွင့်ရင်သေးတယ်နော်တရက်ပွင့်လေးလာပြီးတော့မှဆရာတော်ကအသေးသေးမှအဲ့ဒီအသေးသေးဖို့ဆိုရင်ဆရာတော်ကဘာလုပ်လဲဆိုတဲ့ပြင်မှာဝစ္စံပုံနဲ့ဝစ္စံမှအဲ့ဒီဝစ္စံပုံနဲ့ဝစ္စံမှကဆရာတော်လေးတိုက်တယ်ပြောလေးတိုက်တဲ့ခါမှာသူကဝက်မုံကူးတယ်ဝက်မုံကူးပြီးတော့ဆရာတော်ကတတိအောင်တယ်တတိအောင်ပြီးတော့မှဆရာတော်ကအသေးသေးမျိုးတီးရအောင် ဒါဆိုရင်ဆရာတို့ကပန်းဝင်းတစ်ပွင့်မှာအစဲပိုင်းဘလောက်ရှိလဲဆိုရင်၄ခုပေါ့ပွင့်ချာပွင့်ဖန်ဝစ်ဆန်ဘိုဝစ်ဆန်မှာအစဲပိုင်းဘယ်နှမျိုးရှိလဲ၄မျိုးရှိတယ်ဒါဆိုရင်တောက်သူမျိုးကကိုယ့်ကိုတယောက်မှနာမည်နဲ့ဆရာတို့ချက်ချင်းပြောနိုင်ရမယ်ပန်းဝင်းတစ်ပွင့်မှာအစဲပိုင်းဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးပွင့်ချက်ရဲ့ပွင့်ဖန်ရဲ့ဝစ်ဆန်ဘိုရဲ့ဝစ်ဆန်မှာဒါတို့ပြောကြည့်လိုက်ပါအပွင့်တွင်ပွင့်ဖန်ပွင့်ချက် ဝစ္စံဖို့နဲ့ဝစ္စံမဟုရေအစဲပိုင်း၄ပိုင်းပါဝင်တယ်။ဒါဆိုရင်ပြန်ပြောမယ်အစဲမှာလားအစဲပိုင်း၃ပိုင်းအသီးမှာလည်းအစဲပိုင်း၃ပိုင်းအပွင့်မှာတော့အစဲပိုင်းဘယ်နှပိုင်းလဲ၄ပိုင်းမြေတော့ဆက်သွားမယ်ကွာနော်ဆရာမမပွင့်တော့ဘက်မှာပွင့်ဖက်ရဲ့ပွင့်ချက်ရဲ့ဝစ္စံကိုရဲ့ဝစ္စံမဟုရေအစဲပိုင်းဘယ်နှပိုင်းပါဝင်လဲ၄ပိုင်း အပင်တပင်ရဲ့ဘဝဒါဆိုရင်ဆရာဆင်းရဲကြည့်မယ်ကွာအပင်တပင်ရဲ့ဘဝဆောင်မုန်းကိုဆရာဆင်းရဲကြည့်မယ်အပင်တပင်ကအရင်ဆုံးဘာဖြစ်လဲဆိုတော့ဒီပြေတော့ဒီမှာအစစ်ပြန့်အဲ့ဒီအစစ်ရနေအရင်ဆုံးဘာဖြစ်လာလဲဆိုရင်အပင်လေးပေါက်လာဟုတ်ရောအဲ့ဒီအပင်ပေါက်ပြီးရကမှာတပြေးပြေးသူစီအပင်ငယ်လေးဖြစ်စရာတော့ဖြစ်လာ အစိအားလည်းပြီးအစိကနေအပင်တိတိလေးပေါက်လာတယ်ပြီးအပင်ငယ်လေးဖြစ်လာတယ်ပြီးရင်အဲ့ဒီအပင်ငယ်ကနေပြီးတော့ဆရာတို့ဘာဖြစ်လာလဲဆိုရင်မပွင့်ပွင့်ဟုတ်လားလေနအပွင့်ပွင့်ပြီးတဲ့အခါမှာဆရာရှင်းမှပြောတယ်ပြောဝိဇ္ဇာဘုံနဲ့ဝိဇ္ဇာမားကဘာလို့မလဲဆိုဝက်မုံကူးမယ်လေးတိုက်မယ်လေးတိုက်ပြတဲ့အခါမှာဝိဇ္ဇာဘုံနဲ့ဝိဇ္ဇာမားကဘာလို့မလဲဆိုရင်ဝိမောကုမဲ့တတိယအောင်မဲ့တတိယအောင်ပြီးတော့မှဆရာတစ်ခါဘာပြန်ဖြစ်မယ်လို့ပြောအသီးတွေပြန်ဖြစ် တခါအဲ့ဒီတည်းကတခါပြန်ကြွေစားအစိတ်ပြန်ပြင်းဒီလိုဒီဘက်ကဘဝဆောင်ကဒီလိုလဲနေတာဒါဆိုရင်တောက်သူမျိုးတိရမှာကအပင်တပင်ရဲ့ဘဝစက်ဝန်းမှာဆိုရင်အစိတ်ပိုင်းဘဏ္ဍပိုင်းရှိလဲဆိုတာဆရာကတိရမှာလေရောဘဏ္ဍပိုင်းရှိလဲဆရာကတက်လိုက်ပြီ1 2 3 4 5ဘဏ္ဍပိုင်းရှိလဲ5ပိုင်းစင်တကကြတော့အစိမ့်များပြန့်နှံ့ခြင်းနမနမနဲ့ကကြတော့ဆရာအစိမ့်မှာပါလို့ချင်းအပင်ပေါက်ခြင်း အပင်ရဲ့ပြည့်ကမှာအပွင့်ပွင့်မယ်ပြီးရင်ဘာလုပ်မလဲအတီးတီးမယ်ဒါဆိုရင်ဆရာတို့အစင်ပိုင်းဘယ်နှပိုင်းအစင်မနဲ့ဆက်ပါဝင်လဲဆိုရင်၅ဆင်ပေါ့ဒါဆိုရင်ဒီလိုကြည့်ရချင်းအစင်မနဲ့ဆက်ပါဝင်လဲ၅ဆင်ဟုတ်လားဒီရောအစင်တစ်ဒီအစစ်ခုနကဆရာကအတီးရနေပြီးတော့ကျွေကြတယ်အစစ်တွေဟုတ်လားဒီရောအဲ့ဒီအစစ်ရနေပြီးတော့ဆရာနံပါတ်1အစင်အစစ်၅ဆင်ပါဝင်တယ်ပထမတစ်ဆင်ကအစစ် နော်ဒုတိယအဆင့်ကအဆင့်ကနေပြီးတော့ဆရာဟောကအပင်သတိလေးပေါက်မယ်ပေါ့ကွာပြီးရကမှာအပင်ငယ်ဆင့်ပြင်ပန်းခွင့်မယ်ပန်းခွင့်မင်းအသေးသေးမယ်ဒါဆိုရင်ဆရာဟောအပင်တပင်ရဲ့ဘဝအစုံကလူသွားတယ်ပြော။ तू ကဆရာဟောအပင်သေးသေးဝင်တခါပြန်ကြွေအဆင့်ပြန်ဖြစ်တခါအဆင့်ရတဲ့အပင်ပေါက်လူသွားနေမှာတပည့်ရောဒါဆိုရင်တောက်သမီးကိုသိရမှာကအပင်တပင်မှာဘဝစုံမှာအဆင့်မနဲ့ဆင့်ပါဝင်လဲဆိုရင်၅ဆင့်ပြောတိရမယ်ဒီအဆင့်၅ဆင့်ကိုအလွတ်လဲပြောနိုင်ရတယ်တေချာလဲကြက်ထားဒါမှမဟုတ်ပြောဆက်သွားမယ်ဒါဆိုရင် ဘဝအပင်ရဲ့ဘဝဆက်ဝန်းမှာပြီးတော့စဉ်းစားကြည့်ဘယ်ကနေစအစ်စ်ဘယ်ကနေစလဲအစ်စ်ရံဒါကြောင့်အပင်တပင်ရဲ့ဘဝဆက်ဝန်းဒီအစ်စ်မှာစတင်ခဲ့ပြီးအစ်စ်အစ်စ်တို့ပြန်လဲရောက်ရှိသည်ရောက်ရှိလဲပတ်နေသည်ဟုတ်လားလေပြီးတော့ဆရာပြန်စဉ်းစားကြည့်လို့အစ်စ်အစ်စ်ရတယ်ပြီးတော့အစ်စ်သွန်း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 တော့ဒီပါလေအတိအသေးတခါအတိအကပြန်ကြည့်ကြဗာပြန်ဖြစ်အစ်စ်ဟုတ်လားလေပြီးတော့ဒါဆိုရင်ဆရာတော်ကအစ်စ်50မှာ ပထမဆုံးဒီအစိတ်ပြန်ရောက်ပြီးတော့နောက်ဆုံးမှာဆရာကဘာဖြစ်လဲအစိတ်အစဉ်လိုပြန်လဲရောက်ရှိလဲပတ်နေပြီတဲ့ဟုတ်လားဒီဘဝဆံမှာဒီလိုနဲ့ပတ်ပြီးတော့ဆက်သွားမယ်ဆရာအချိန်ကာလရာသီတစ်ခုအတွင်းမှာထိုအစိတ်များဖြစ်ပေါ်ပြီးနောက်အပင်ကဘာဖြစ်သွားလဲတည်သွားတယ်ဒီစိတ်ငါးလေးဖြစ်မယ်ကွာငါးလေးဖြစ်ပြီးတဲ့အခါမှာအပင်ကဘာဖြစ်သွားတည်သွားတည်ပြီးတဲ့အခါမှာအစိတ်ပြန်ဖြစ်တခါဆရာအသီးပြန်သည်ပြန်သည်အဲ့လိုသွားမှာ တော့ဟာတော့ဒါဆိုရင်တောက်တမျိုးသိရမှာကအပင်ရဲ့ဘဝဆံဝန်းမှာအစစ်ရနေစတင်တယ်နောက်ဆုံးအစစ်အချိန်လေးလို့ပြန်ရအောင်အဲ့လိုမျိုးဆရာကဘဝဆံဝန်းပြရတဲ့အခါမှာအချိန်ရာသီတစ်ခုအတွင်းမှာအဲ့ဒီအပင်ဒီဘာဖြစ်သွားလဲတည်သွားတယ်ဒါဆိုဆရာအရှင်းနဲ့နည်းနည်းပြန်ပြီးတော့ပြန်ကျွန်းလွှင်းမယ်လို့အစစ်မှာဆရာကအစစ်ပိုင်း၃ပိုင်းအသီးမှာအစစ်ပိုင်းက၃ပိုင်းအပွင့်မှာအစစ်ပိုင်းက၄ပိုင်းအပင်ရဲ့ဘဝဆံဝန်းမှာကျတော့အစစ်ဗနာစစ်နေတယ်လို့50 အဆင့်50မှာအဆင့်ကနေစပြီးတော့အဆင့်မှာပြန်အဆင့်အခြေအနေလို့ပြန်လဲရောက်ရှိတယ်။ဒါတော့အဲ့ဒီလိုဆရာကအဆင့်50ပြီးတဲ့အခါမှာအဲ့ဒီအပင်ဒီပါဖြစ်သွားတယ်၊တည်သွားတယ်။ရမလို့လဲရောဒါဆိုရင်ဆက်သွားမယ်လို့အပင်ရမျိုးစားလိုက်ဘဝစပွန် level ချိန်ကြီးကွာခြားတယ်။ဆရာကအပင်နှမနဲ့တပင်ရပါဗျာဘဝစပွန်က ဒီတရက်ပင်ကအဆင့်၅ဆင့်ဆိုပေမဲ့တခြားပင်တွေဒီအဆင့်၅ဆင့်ဖြစ်ကြမှာလည်းဖြစ်မယ်။ဒါကြောင့်ဆရာကအပင်မျိုးအစားလိုက်ဘဝစံဝင်လက်ဘက်ချင်ရပါဖြစ်တယ်။ဟွာချားတယ်။ပွင့်ဆောင်ပင်ရဲ့ဘဝစံဝင်ဆရာကစဉ်းစားကြည့်မယ်တွေ့ရ။ပွင့်ဆောင်ပင်ဆိုတာဘာပြောတာလဲဆိုရင်ဆရာကအပွင့်ပွင့်နဲ့အပင်လေးပေါ့ကွာ။အပွင့်ပွင့်နဲ့အပွင့်လေး။ဒါဆိုရင်ဆရာတို့ကဲပွင့်ဆောင်ပင်ရဲ့ဘဝစံဝင်မှာဆရာတို့ဘာတွေရှိရကြည့်မယ်။အစားဆုံးနံပါတ်1 အစစ်အစစ်ရနေစရာကွာအပင်တတိလေးပေါက်လာမယ်အပင်ပေါက်မယ်နောက်ပိုင်းကျမှအပင်ငယ်ပေါ့ကွာအပင်ငယ်ကနေတကြီးပဲဖြစ်လာမယ်ကြီး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 လာမယ်ဒါကြောင့်စရာကနံပါတ်3ကြီးထွားလာနံပါတ်4ကကျတော့မျိုးပွားတယ်ဆိုတာစရာအပွင့်ပွင့်သွားတယ်အပွင့်ပွင့်သွားတဲ့အခါမှာဝစ္စံဘုံတွေကဝစ္စံမရှိဘူးဟုတ်တယ်နော်ပြောဝစ္စံဘုံတွေကဝစ္စံမကလေတိုက်လေတိုက်တဲ့အခါမှာဒီကောင်ကဘာလုပ်မလဲဝတ်မော်ကုန်မယ်ဒါကြောင့်စရာကနံပါတ်4 ပါပွားခြင်းမျိုးပွားခြင်းမျိုးပွားခြင်းဆိုတာဝိမောင်ကူးခြင်းကိုပြောတာလေဝိမောင်ကူးမယ်နောက်ဆုံးတတိယအောင်မယ်တတိယအောင်မယ်ဆိုတာဆရာအတိအသိလို့ရတယ်လို့ပြောချင်တာတကယ်ဆိုရင်ရနော်ဒါဆိုရင်နံပါတ်1ကအဆင့် sorry အဆင့်နံပါတ်2ကအပင်ပေါက်ခြင်းနံပါတ်3ကကြီးထွားခြင်းနံပါတ်4ကမျိုးပွားခြင်းအဲ့ဒီမျိုးပွားခြင်းဆိုတာဘာလဲဆိုတာလည်းတကယ်တော့ရှင်းပြတတ်တာဝိမောင်ကူးတာရဲ့နောက်ဆုံးကတတိယအောင်ပါတတိယအောင်ပါပြီနောက်ဆုံးပါလိုက်မယ်အဆင့်များပြန်လဲပြန့်နှံ့ခြင်းဆိုတော့အဲ့ဒီအတိအသိဝင်တယ်ကောအဲ့ဒီအတိထဲမှာဆရာကဘာလေးပြန်ပေါ်လာမယ် အစိလေးတဘောလာတယ်ပြောဒါလိုဆရာဝန်ဟာအပွင့်ဆောင်မင်းရဲ့ဘဝဆက်ဝန်မှာအစိရနေစနောက်ဆုံးပြန်ပြန်ကြည့်ပြန်အစိအခြေအနေလို့ပြန်ရအဲ့လိုအခြေအနေတယောက်ပြီးတဲ့အခါမှာအဲ့ဒီပင်ကြီးဘာလစ်သွားမလဲတေသွားမလဲဒါဆိုရင်ပွင့်ဆောင်မင်းရဲ့ဘဝဆက်ဝန်မှာလေအစိဘယ်နဲ့ဆင်းနေတယ်ပြော၅ဆင်းပေါ့နံပါတ်၁ကကြတော့အစိနံပါတ်၄အပယ်ပေါက်ခြင်းနံပါတ်၃ကြီးထွားခြင်းနံပါတ်၄မျိုးပွားခြင်းမျိုးပွားခြင်းဆိုတာဘာလဲဆိုရင်ဝင်းပေါင်ကူးခြင်းနဲ့တရားအောင်ခြင်း ဆရာရင်ဝိမောကူကိုဘာရင်လိုလဲဆိုရင်ဆရာကပြောဝိဆံဖို့နဲ့ဝိဆံမှာဗတိအောင်မယ်တခါအတိတိမယ်အဲ့အတိတဲ့မှာမှာဆရာကအစစ်လေးပြန်ယူလာလို့မလဲပြန်နှံ့ဒါဆိုရင်ပွင့်ဆောင်ဝင်ရအစစ်ဗလန်းစင်းရှိတယ်၅စင်းဒါဆိုရင်တောင်းမယ်စနေဆရာပြန်ပြောမယ်နော်အပင်မှာဆရာကအစစ်ပိုင်းနှစ်မျိုးရှိတယ်ပန်းပွင့်တဲ့အပင်နဲ့ပန်းမပွင့်တဲ့အပင်ပန်းပွင့်တဲ့ဝင်ကိုပွင့်ဆောင်မယ်ပန်းမပွင့်တဲ့ဝင်ကိုပွင့်မယ် အစစ်မှာလဲ10ပိုင်း3ပိုင်းရှိတယ်အသီးမှာလဲ10ပိုင်း3ပိုင်းရှိတယ်အပွင့်မှာ10ပိုင်းဘယ်နှပိုင်း4ပိုင်းအပင်ရဲ့ဘဝဆောင်ဝမှာအစစ်ပဏ္ဏစဉ်50ဟုတ်လားလေနော်ပွင့်ဆောင်ပင်နေဒီဘရနေပြီးတော့ဆရာတို့ကအပင်ဖြစ်လဲဆိုရင်အစစ်ရနေပြီးတော့အပင်ဖြစ်တယ်ဟုတ်လားနော်နောက်ဘဝဆရာတို့ကအပင်မျိုးစားလိုက်ဘဝဆောင်ဝလည်းပဲချိန်ရပါဖြစ်လဲကွာချားတယ်ပွင့်ဆောင်ပင်ရဲ့ဘဝဆောင်ဝမှာဆိုရင်အစစ်ပဏ္ဏစဉ်ရှိတယ်50ဒါဆိုရင်တောက်သူတွေကဒါလေးတွေကိုတေချာလေးနေလာတယ် လိလာမီတို့တစုံတရာနားမလည်ဘူးဆိုရင်ဆရာကဇုံးမီတင်မှာပြန်ပြီးလို့ရတယ်ဆရာကသားသမီးကိုရေးလေးလေးပြန်ပြီးရှင်းပြမယ်နောက်တော့ဒါလေးသားကိုဖတ်ထားမယ်ကြက်ထားမယ်ပြီးတော့ဆရာကဇုံးမီတင်မှာပြန်ပြီးရောဆွေးနွေးမယ်ဟုတ်ပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်